Hello အားလုံးပဲမင်္ဂလာပါ Nash ကပါရှင်ဒီနေ့ဗီဒီယိုမှာတော့ကျွန်မတဘာဝဆက်ပြပြီးလုပ်နည်းကိုပြုလုပ်သွားပေးပါမယ်အသီးကိုတော့ကျွန်မကတပြက်တီးသုံးထားပါတယ်ဒီအသီးကကျွန်မသုံးတာကျွန်မအတွက်အရန်အရန်ကိုအဆင်ပြေတာဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်မခဏခဏလုပ်ဖြစ်တဲ့ဆက်ပြတစ်မျိုးဖြစ်ပါတယ်ရှင် ကျွန်မတို့အသီးတွေကအနည်းထုတ်မယ်ပြီးရင်စီတွေချိန်ပါမယ်အချိုးကိုဗီဒီယိုရဲ့နောက်ဆုံးမှာပြထားပေးပါရရှင်စီတွေကိုတော့ကျွန်မတို့စာသုံးတဲ့စီကိုပဲအသုံးပြုထားပါရရှင်ဒီနည်းကတော့ HP လို့ခေါ်တဲ့ hot process နည်းဖြစ်ပါတယ်အပူချိန်ကို အသုံးပြုပြီးတော့မှအာပြုလုပ်ထားတဲ့ဆက်ပြားဖြစ်ပါရရှင်ကျွန်မတို့စီတွေအားလုံးကိုပျော်သွားတဲ့အထိကျွန်မတို့မီးပူချိန်နဲ့ဖြော်လိုက်မယ်ပြီးသွားတဲ့အခါဆိုလို့ရှိရင်တော့ကျွန်မတို့ line water ချိန်ပါမယ်လိုင်းဝါတာချိန်တဲ့အခါမှာလက်အထူလေးတက်ပါဒါတွေအားလုံးကို ရေနဲ့ဆိုဒီယမ်ဟိုက်ဒရိုက်ဆိုင်နဲ့ပျော်အောင်ဖြော်ပြီးရင်တော့ကျမတို့ C ပူချိန်60နဲ့လိုင်ဝါရပူချိန်60မှာကျမတို့ C နဲ့ဒီခုလိုင်ဝါရကိုရောလိုက်ပါမယ် လိုင်းဝါရဆိုတာကတော့ဆိုဒီယမ်ဟိုက်ဒရော့ဆိုင်းနဲ့ရေကိုယောထားတဲ့အရေကိုဆိုလိုတာဖြစ်ပါတယ်ရှင်အဲ့ဟာကိုကျမတို့စီနဲ့ယောလိုက်ပါမယ်ယောပြီးသွားရင်ဇွန်လေးနဲ့အနေငယ်မွေမယ်စတစ်ဘရန်နာရှိတဲ့သူတွေကစတစ်ဘရန်နာနဲ့မွေပါဇွန်နဲ့မွေရင်တော့အချိန်အနေငယ်ကြာနိုင်ပါတယ်စီအမသုံးရင်တော့ခဏအတွင်းမှာပဲစီတွေကပြစ်လာနိုင်ပါတယ်ရှင်ဒီနေ့မှာတော့ကျမကအပုံမှန်နဲ့မတူတဲ့စိတ် စိတ်ကနေရတဲ့အစီအူပါထည့်သုံးထားတယ်ပေါ့နော်ဒါတွေအားလုံးကို ကျမတို့ကမိနစ်20ကနေပြီး30ခန်းတိချက်ပြီးသွားတဲ့အခါမှာအခုလို ခြေအသားလေးနဲ့ဆက်ပြတာတွေရပြီဆိုလို့ရှိရင်တော့ကျက်ပါပြီဆက်ပြတာကျက်ပြီဆိုလို့ရှိရင်တော့ကျမတို့ထဲမဲ့အတီအနှစ်တွေကိုထည့်နိုင်ပါပြီကျမကတော့ဒီနေ့ကတော့အဲတပြက်တီအနှစ်ထည့်ပါတယ် ြီးရင်တော့ကျွန်တော်တို့ဓာတ်တွေအားလုံးကိုတရားရဲကြအောင်မွေမယ်။တပြက်တည်းရဲ့အကျိုးကျေးဇူးတွေကတော့အများကြီးပဲ။သူ့ကိုအသေးစိတ်လေ့လာချင်တယ်ဆိုရင်ကျွန်မအရင်ကဗီဒီယိုအခြေနဲ့တင်ထားပေးတာတွားကြည့်နိုင်ပါတယ်။ ကဲဒါဆိုလို့ရှိရင်တော့ကျမတို့အားလုံးကိုရောသွားအောင်မွေလိုက်ပြီးရင်တော့မိုးရဲကိုထည့်မယ်မိုးရဲကိုထည့်ပြီးသွားတော့မိမိစိတ်ကြိုက်ပုံဖော်မယ်ပုံဖော်ပြီးသွားရင်တော့ကျမတို့24နိုင်အပြင်မှာထားရပေးလိုက်ပါမယ်ပြီးသွားရင်တော့ကျမတို့အတုံးလေးတွေတုံးပြီးလိုက်ပါမယ်ရှင်။အတုံးကတော့မိမိနဲ့တက်ရဆိုင်ကိုတုံးမယ်။ကျမကတစိမ့်ထည့်ပါတယ်။အာဒါကတော့ကိုယ်တိုင်တုံးဖို့အတွက်ပဲလောက်တာ။ပြီးတော့ ကိုရဲ့မိတ်ဆွေတွေပေါ့နော်အတီးမိတ်ဆွေကိုပြန်ပြီးတော့လက်ဆောင်ပေးဖို့တော့လောက်တာဆိုတော့ကျွန်မလက်8ထည့်ပြီးတော့မတုံတော့ပါဘူးရှင်အားလုံးပဲအဆင်ပြေကြပါစေကျေးဇူးတင်ပါတယ်နောက်ထပ်ဗီဒီယိုတွေမှာထွက်ထည့်ကြပါမယ်ရှင် bye bye